ကလုံးအောင်လေပညာတော်လားဆိုအဲ့လိုဖိလို့ရတယ်တက်နေလို့ရတယ်တက်နေချင်ဒံရောင်တစ်ခုပြန်ဆွလိုက်တယ်လို့ပဲအညာမူးနေတော့ပိုးဆိုတယ်အဲ့အိုးအေးပေါ့ဒါတွေကငါငါပဲဖြစ်ခဲ့တာမဟုတ်ဘူးပဲအများကြီးကိုသူ့အတွက်အကျိုးပြုခဲ့ပါစေအောင်ကို့ကိုပြင်ပြီးစပုတ်မပေးတဲ့သူတွေလည်းရှိတယ်မန်ရှင်မပေးချင်တဲ့သူတွေလည်းရှိတယ်ဘလောက်ပဲပေါ့နော်ဖိနှိပ်ခံရဖန်ရဘလောက်ပဲအချောက်ချခံရခံလုံးဝမရက်တက်လိုက်ပါနဲ့ ကိုသွားကျင်တဲ့ဂိုးကိုရောက်သွားအမဆိုလို့ရှိရင်လည်းအဲ့လိုစိတ်တက်မျိုးတွေနဲ့သူစူးစမ်းခဲ့လို့တော့ဒီနေရာကိုရောက်တယ်လို့ပဲကျွန်တော်ကထင်တယ်ရန်ယူမကောင်းတော့အိုင်မောတာဂျူနီယာလားအမလီတလောကလောကလေးပညာတော်လားဆိုတော့အဲ့လိုဖိလို့ရတယ် အမကတော့ तू ကတော့ပြန်ပြီးတော့ပြောထားတယ်ဒါလေးကအပိုင်းအစလေးတစ်ခုပေါ့နော်လှုပ်ထားတာဆိုတော့ဒါဘာကြောက်ဘလို့ဆိုတာကပြန်ပြီးတော့ तू မနေ့က interview အောင်ဖြစ်ရမလားဆိုမနေ့က interview တွေလည်းတက်လာပြီးတော့ तू ပြန်ပြီးတော့ပြောပြထားတယ်ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ဒီလိုမျိုးပေါ့နော်ဖဲကျင်ခံရတာတို့ပြီးကြလို့ရှိရင်အဖိနှိပ်ခံရတာတို့ထိုးချခံရတာတို့ဆိုတာကကျွန်တော်လည်းငငယ်ကငယ်ရ တက်လာတဲ့ခါကျတော့ဒါတွေကတုံဘူးတယ်ချို့ဆိုအခု SME တင်တန်းတွေတက်ကြတယ်ချို့ပတ်စံရှိရတယ်ဆိုတော့ SME ကနေစင်းကြတယ် Make Forever ကနေစင်းကြတယ် Okay ငါတို့စိုင်းရင်တွေဖွင့်ကြမယ်ဆိုပြီးတော့လုတ်ခဲ့ရတာမဟုတ်ဘူးဆရာတွေရှေ့ကနေပြီးတော့ပဲတစင်ချင်းတစင်ချင်းတစင်ချင်းသွားတာပါတော့ဥမာကျော့ရဲ့ဒီနာမည်ဆိုတာတော့မှဆရာဒီဇမာနဲ့ကပေးထားတာ Isabella ကျော်ဆိုပြီးတော့ဆရာပေးလိုက်တဲ့အချိန်မှာပဲဘာဖြစ်ကျော့ကိုလူတိများလာပြီးတော့ဒါအလုပ်လေးတွေအဆင်ပြေလာတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့ဒီအခါကျတော့ ဖိနှိမ်ခံရတာတို့ကြောက်ချခံရတာတို့ကျင်ခံရတာတို့ကကြာမရှိမှမဟုတ်ဘူးရှိတယ်ကျွန်တော်တို့ဆိုအဲ့လိုဆိုင်ကြီးတွေမှာဆိုင်ဆိုင်နေမှာကျောနှစ်ဆိုင်မှာပဲကျောအလုပ်လုပ်ဖူးတာဝင်ဖူးတယ်ဥမာဗီဒီယိုလိုက်တယ်ဗီဒီယိုကားလိုက်တဲ့အချိန်မှာโอเคကိုလောက်တာမဟုတ်ဘဲနဲ့ကိုမင်းသားမင်းသမီးနဲ့ကြောက်ချတာမျိုးလေးတွေအဲအဲ့လိုမျိုးလေးတွေပေါ့နော်အချင်းချင်းပေါ့နော်ဥမာမိတ်ကဆိုင်တဆိုင်ကနေတော့နှစ်ယောက်ထည့်ပေးလိုက်တယ်ဆိုလို့ရှိရင်ကိုပါတဲ့ကိုရဲ့စီနီယာကကိုပေါ်ကောင်းတယ်ဆိုရင်တမျိုးစီနီယာကမကောင်းဘူးဆိုလို့ရှိရင် အဲ့စီနီယာကိစ္စပါဝါဝကိုကလိုက်လုပ်ပေးရတာပညာတွေပြတာပေါ့နော်တောင်းတဲ့ကလက်ဆင်တွေပေးတာအကျွန်တော်လောကမှာလက်ဆင်ပေးတယ်လို့ခေါ်တယ်အမေ तू ကဘလို့ဆရာတွေကိုအချင်းချင်းပေါ့နော်ကျော်ဆိုလို့ရှင်လည်းဖြစ်တယ်ကွာအဲ့တော့ဆိုအရင်ဒီလောကတွေမှာမနေစင်တော့ငါဘာပြန်လုပ်မလဲကိုကငကိုတည်းကလှိုင်းသားမှာစိတ်အောင်လုပ်တယ်လို့ကစိတ်အောင်ပြန်လုပ်မယ်ဆိုလို့ပဲအုံနောက်ကဖြစ်တဲ့အချိန်မှာကျော်အဲ့တော့ကိုမျက်သူကျော်မင်းသားမျက်သူကျော်မျက်သူကျော်ကကျော်ကိုဘာပြောလဲပြန်မလုပ်နဲ့ငါနောက်လိုက်ခဲ့ငါခေါ်မယ်အဲ့ဒါနဲ့ကျော်ကဒီလောကတွေရောက်လာတာ ရောက်လာတယ်ဆိုတော့ညာလဲဆက်ဆော့ပြောသလိုအကို့ဘေးနားမှာလိုက်နေနေနဲ့ကျော်ကအကို့ကိုပဲလိမ့်နေတယ်မင်းသားပဲလိမ့်နေလို့ရှိရင်ကျော်ကဒီနေရာရောက်လာမှာမဟုတ်အဲ့တော့ဘယ်လိုလုပ်ကလဲဆိုလို့ရှိရင်ကျော်တို့မှာကျော်ကရှူတင်သွားတဲ့အခါဆိုလို့ရှိရင်သူများက2ယောက်လုတ်တဲ့သူများ3ယောက်လုတ်တဲ့အလုပ်အိတ်တော့ဆိုလို့ရှိရင်ကိုဖိုးချစ်ဆိုလို့ရှိရင်ကိုဖိုးချစ်နောက်မှာ3ယောက်ပါတယ်ကိုမြတ်သူကျော်နောက်မှာကျော်တယောက်ပဲပါတာအကို့ဆိုပြောရဟမ်ပါတလားသူများ3ငါးနောက်က3ယောက်ဟမ်သူများတယောက်ထဲနဲ့နိုင်အောင်လုတ်တယ် အဲ့ဒီခါကျတော့ဟိုလူတွေကလူကိုချစ်တာမဟုတ်ဘူးအလုတ်ကိုချစ်တာအဲ့တော့ကိုဘလောက်အလုတ်လုတ်ပေးနိုင်လဲအဲ့အကိုသဘောကျမှာပဲအဲ့မင်းသမီးအမေတွေဘာလို့ကြောက်တော့သဘောကျပြီးတော့ခေါ်ရလဲဆိုရင်ကျွန်တော်အရန်ဖင့်ပေါ့တော့ကိုကူကူမလို့ပြမြင်ပါတယ်ချစ်တော့ကျွန်တော်ဆက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 ်အဲ့လိုမျိုးဆိုရဲခါကျတော့ okay make up မလိမ့်တက်နေအောင်အရင်ဆုံးသပင်းလေးလုတ်ပေးအောင်အဆင်ပြေတယ်တန်နေရအောင်အင်းကြီးခောက်ချင်းခောက်မယ်ထမင်းခောက်ချင်းခောက်ကမယ် တခါကျရင်အတိုက်ခိုက်ခံရပါတယ်ကျွန်တော်တို့မင်းသမီးနောက်လိမ့်တဲ့အဲမိတ်ကက်ဆရာတွေဆိုတော့ကျအဲမင်းသမီးထမိန်ခောက်တို့မင်းသမီးဖက်နှက်သိန်းတို့အဲ့လိုမျိုးတွေလည်းရှိတယ်ကွာအဲ့ဒီ shooting တွေမှာလည်းမင်းသားမင်းသမီးကနေရာပေးတဲ့သူရှိတယ်လို့နေရာမပေးဘဲနဲ့နှိမ်ထားတဲ့လူရှိတယ်အများကြီးဘလောက်ပဲကိုသူ့အတွက်အကျိုးပြုခဲ့ပါစေအောင်သူ့ကိုပြင်ပြီး support မပေးတဲ့သူတွေလည်းရှိတယ် mention မပေးခြင်းတဲ့သူတွေလည်းရှိတယ်ဒါကြောင့်ဆိုလို့ရှိရင်တော့ကအဲမထက် ကနေစရွေးမထက်တုန်းကလည်းလိမထက်ကိုလည်းလိမ့်ပူတယ်မထက်ရုပ်ရှင်တော့ကလည်းပြန်ဝင်နဲ့ပထမဆုံးကအဲ့မာယာရထားမောင်းတဲ့မိမအဲ့ဒါကြော်လိမ့်တာအရန်လေးကနေစပြီးတော့ဟိုအကြီးတွေအထိကြော်လိမ့်ပူတယ်အဲ့အဲ့ထဲမှာမှကြောနဲ့လူတွေတွဲမြင်တာဒီ social media ခင်မကျွန်တော်တို့ Facebook live ခင်မဗကြီးနဲ့ကိုကျွန်တော်လူတွေတွဲမြင်ပြီးတော့တနိုင်ငံလုံးအတိုင်းတာအရာကျွန်တော်လူသိသွားတယ်ဗကြီးကလည်းအဲ့ချိန်မှာဆွဲခေါ်ပေးတယ် support ပေးတယ်တယောက်နဲ့တယောက် तू ဘလောက်ပင်ပန်းခတ်နိုင်လဲကိုလိုက်ပြီးပင်ပန်းခတ်ပေးတယ်ဥမာည7နာရီ live လာ live ကိုမအိပ်ပင်းနဲ့လွှင့်လာမအိပ်ပင်းနဲ့ live ဆောက်ပေးတယ်အပြန်အလှန်ပေါ့နော် तू ကျေးဇူးရှိတယ်လို့ကိုကလည်းပြန်သိသက်ပေးတဲ့အပိုင်းရတယ်ရီရှိအလုပ်လုပ်တဲ့ခါကျတော့ဒါလူတိလာတယ်အဲ့ဒီလိုလမ်းလုံနေရမယ်ပဝင်းစီရလည်းတင်ရတယ်ဆဆပြောသလို lesson ပေးတဲ့ senior တွေရှိရနေလည်းတင်ရသလိုအမြင့်ကိုဆွဲရောက်ခေါ်ပြီးခေါ်ပြီးတဲ့လူတွေရှိရနေလည်းတင်ရတယ် လန်အကုန်လုံးကတင်ယူစရာတွေပဲအခြေရဲသိတယ်မလားအဲ့ဒီအချိန်မှာငါတော့တိုက်ခိုက်ခံနေရတယ်ငါတော့အပြောဆိုခံနေရတယ်ကြော်လတ်အပြောခံရတယ်ကြော်ပဲရှိပါတယ်စောင့်ကြည့်နေရကွာဘယ်အချိန်မှာဘလို့အကွက်ထဲဝင်လာမလဲဝင်လာလို့ကြော်ဝိုင်းဖိမယ်ဆိုတဲ့သူတွေလည်းအများကြီးရှိတယ်ဒါပေမဲ့မန်တက်ပြီးပြောရမို့ကိုအောက်ရောက်သွားလာဘလောက်ပဲတိုက်ခိုက်တိုက်ခိုက်တက်နေလို့ရတယ်တက်နေကြမရလို့ရှင်ကျင့်သားဘယ်ဒူးမှစွဲဖောက်မလားဟိုဘယ်လိုပြောမလဲ ဒဏ်ရာအောင်တစ်ခုပြန်ဆွလိုက်တယ်လို့ပဲအညာမူးနေတော့ပို့ဆိုတယ်အဲ့အိုးအေးပေါ့ဒါတွေကငါငါပဲဖြစ်ခဲ့တာမဟုတ်ဘူးပဲဒါပေမဲ့အများကြီးပဲကြားရတယ်အခုအမကကြတော့ဒီနေရာမှာဒီလိုပြောခွင့်ထုတ်ပြောခွင့်ရှိလို့သူကထုတ်ပြောလို့ရတယ်ဆိုပေမဲ့တချို့အခုလိုမျိုးကျတော်တို့လိုမျိုးတောင်မှမီဒီယာနဲ့ မိတ်မဆက်နိုင်တဲ့သူတွေအများကြီးပဲရှိတယ်အဲ့ဒီလိုဖိနစ်ခံရတဲ့သူတွေလည်းအများကြီးရှိတာပဲတော့ဆိုရင်ဒီမနစ်တနည်းကလည်းဗလိန်တာပဲအခုလည်းဗလိန်တာပဲအဲ့ငါ့ကိုလူတွေဗလိန်နေပြီငါ့ကိုလူတွေဆဲနေပြီပြောနေပြီငါမီဒီယာရှေ့မထွက်တော့ဘူးငါ့ကိုဟိုလူတွေကတော့ပြောနေတယ်ဒီလူကတော့ငါ့ကိုကျင်သွားတယ်ဒီလူကတော့ငါ့ကိုဖယ်လိုက်တယ်ဒီလူကတော့ငါ့ကိုလက်တွဲဖြုတ်လိုက်တယ်အဲဒီလူနဲ့မှငါအသက်ဆက်ရှင်လို့ရမယ်ဆိုတာမျိုးမဟုတ်ဘူးဘလောက်ပဲပေါ့နော်ဖိနစ်ခံရဖန်ရဘလောက်ပဲအချောက်ချခံရခံလုံးဝမရက်တက်လိုက်ပါနဲ့ ို့သွားကျင်တဲ့ဂိုးကိုရောက်သွားအမဆိုလို့ရှိရင်လည်းအဲ့လိုစိတ်တက်မျိုးတွေနဲ့သူစူးစမ်းခဲ့လို့တူဒီနေရာကိုရောက်တယ်လို့ပဲကျွားတော့ထင်တယ်ဒီပွဲမှာဆိုရင်ခရရနာဆိုဘလောက်ပလင်းခံရလဲဘလောက်အပြောခံရလဲဘလောက်ဘူလီလောက်ခံရလဲဒါပေမဲ့သူကသူ့လမ်းကြောင်းသူသွားကျင်တဲ့ဂိုးကိုသူကမှန်မှန်ကန်ကန်ဖြောင်းဖြောင်းတန်တန်သွားတဲ့အတွက်ကိုသူ့ရဲ့ရလက်တွေကောင်းလာတယ်လေဆဲတဲ့နေရာကနေလူတွေချစ်လာတယ် နော်အဲ့လိုမျိုးလေးပေါ့နော်ဆက်ဆံရပြောလို့ပေါ့နော်ဟိုနေရာတိုင်းကတော့အကုန်လုံးကတော့တစ်ဖက်တည်းတော့ဘာဟွာတော့မဖြစ်ပါဘူးဆရာကောင်းတာရှိတယ်လို့တပည့်ဆိုတပည့်ကောင်းတာရှိတယ်ဆရာမကောင်းတာရှိတယ်လို့တပည့်မကောင်းတာတွေလည်းရှိတယ်ကိုတွေလည်းအဲတပည့်နေရာနေပဲအခုဆရာလုံနေပြီဆိုရတော့ကိုလည်းဓာရီကကြုံရတာပဲသိမှန်ဒါပေမဲ့သူပြောတဲ့အရာကဟိုသူ့အမသူစော်ကားလိုစိတ်တိုက်ခိုက်လိုစိတ်တော့မရှိဘူးလို့တော့ဒါကကြော်ထင်တယ် အဲဒါတဲ့သူ့ရဲ့ဥစ္စာပေါ့နော်ခန်းစားချက်ဒီတည်းကအနာတစ်ခုကိုသူထုတ်ဖြော်ပြသလိုက်တာလေတစ်ခုပဲပေါ့ကျော်ထင်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်